မင်္ဂလာပါဒီနေ့ကတော့ချက်သမရနိုင်ငံကပရက်မြူရယ်ကိုခေါ်သွားမယ်နော်အခုအရင်ဆုံး dancing house လို့ခေါ်တဲ့ကနေတဲ့ပုံနဲ့တူတဲ့အိမ်ကိုခေါ်သွားမယ်နော်ဒီအဆောက်အဦရဲ့ပုံစံကကချီတဲ့နှစ်ယောက်ကနေတဲ့ပုံတန်းနဲ့ဆင်တယ်လို့ဆိုပါတယ်ပြီးတော့မတန်းစင်းသလိုပဲ။ဟဲ့စင်းပါလေ။ ဒီအစာဦးရှိရဲ့မြစ်ပတ်ရှုခင်းရလဲအရန်လှပါတယ်အခု Charles Bridge ဘက်ကိုသွားပါမယ်ဟိုအနောက်တောင်ကုန်းပေါ်မှာမြင်နေရတာကတော့ Prague ရဲတိုက်ပါအရှိကမြစ်ကတော့ Volta ဗမြစ်လို့ခေါ်ပါတယ် တွေက Charles Bridge အဲ့ဒီကိုသွားမယ်အများကြီးပဲဘီရိုရောက်သွားတဲ့အချိန်ကညနေဆောင်တော့ပါဒီတရားကို14ရာစုလုံးက Charles ဘယင်နံပါတ်4ရာစတင်စားလုပ်ခဲ့တာပါအရှိဥရောပနဲ့အနောက်ဥရောပကုန်သွယ်ရေးအတွက်အရေးပါတဲ့တရားတစ်စီးဖြစ်ခဲ့ပါတယ် ဒီတံတားပေါ်မှာယေရှုရဲ့ရုပ်တုအပြင်အခြားရုပ်တုပေါင်း30တောင်ရှိတယ်။ဒီတံတားပေါ်ကိုကားရည်ရင်နေပြီးမဖြတ်ပင်နဲ့လမ်းလျှောက်ပြီးပဲဖြတ်လို့ရပါတယ်။ဘေးရိုသွားတဲ့အချိန်ကနေဝင်ချိန်ဖြစ်ပြီးတော့ရာသီဥတုကလည်းအရန်ကောင်းတော့မလို့တော်တော်လေးတာရပါတယ်။အဲ့နော်နံပါတ်ပို့ခဲ့တယ်။အော်လူကတော်များရနော်။လုံးခဲ့ 三三点九，三点九了，剩二点九了。龙奔兄弟，哦，亚移动啊。哦。没给原价，你给我吗？啊，我这提给你给那个。哦，是嘛姐，你个鸡嘛冇得。鸡，你个鸡。哦，刚年的呀啦。放了放了放了，没。 ဘာလုပ်လဲနေဝင်တော့မယ်ခါမျိုးလည်းပဲရှာပြီးတော့ညသာသားမယ်ဘယ်ညမဆိုတေးမတပုံရိုက်ခိုင်းတရားပလောက်ယူတယ်အမကြီးအမကြီးတရားပလောက်ယူတယ်တရားကိုချက်ထား ဒီတရားနေဝင်ချိန်နဲ့နေထွက်ချိန်ဆိုအလားဆုံးလို့ပြောကြတယ်အခုကတော့အိုးတောင်းလို့ခေါ်တဲ့မြို့ဟောင်းဘက်ကိုသွားကြည့်မှာပါဒီတရားဘက်ကနေလမ်းလျှောက်သွားလို့ရှိရင်9မိနစ်ကနေ10မိနစ်ပဲကြာတယ်လန်တောက်ရှောက်အဆောက်အဦတွေကဘယ်နေရာကြီးကြီးကြီးကောင်းနေတာပဲ။